တက်ဘူးပေါ့လေဗျာဒါကတော့ကိုကလွတ်လပ်လပ်ကိုတာဝန်ယူတယ်အဲ့လိုမျိုးပေါ့ခန်းရတာဝန်ယူတာနဲ့သူတို့ရှုသူတို့တာဝန်ယူတော့သူတို့ရဲ့ပုံစံအတိုင်းသွားကြတာပေါ့နော်ရေမြန်မာကြတော့လေမြန်မာပုံစံဖြစ်သွားတာပေါ့အဲ့ဒါကတော့အဆင်ပြေတယ်အခုလက်တွေ့ပေါ့ဒါရေရေချိုးကြည့်တာရယ်နိုင်ငံညာတိုင်းဆိုလဲရေကူးတာရယ် နောက်လေစီးတာရယ်တရားစကံဖွင့်တာရယ်လူမမာတွေထားတာရယ်လို့ပေါ့နောက်မြန်မာတွေအတွက်အမှတ်တရအခမ်းအနားပေါ့နော်ဘလိုခလေးကစားတာကြီးတွေကတော့တိတ်မထူးပါဘူးအဲ့ဒါတွေကတိတ်မထူးဆန်းအောင်လေအဲ့လိုအမျိုးမကောင်းရေထဲမှာတခြားအမရှိဘူးဒီချိန်ကလှုပ်တဲ့ကစားတယ်ဆိုတာကတော့တခြားမှာတော့လှုပ်လဲရတယ်အဲ့ဒါဘာမှမထူးဘူး

Ừ. Ừ. Ở đây lại con nữa. 跳完跳舞。 ိတ်တာခွဲတွေကိုလည်းမှာလို့ဟိုအနေကတဝင်းကျင်တွေကအစင်ပြောင်လောက်သွားတော့အတိုင်ခံရတယ်ဆိုတာကတော်တော်ရှားတယ်အဟိုးအစာပိုင်းလောက်တော့အဲ့လိုပြောမိကိုမိကိုကိစ္စလောက်ပဲဟုတ်မိကိုကတူအလိုသူကသာရှုံရှုံမဲ့ကိုကိုရှုံမကြိုက်အဲ့ဒါလောက်ပဲအခုဒီကျမရေးတာမှလည်းပဲ လူတွေတည်တဲ့ကိစ္စတွေကောင်းပါပဲအဆင်ပြေတဲ့အထီကိုပဝန်းကျင်တွေကပေါင်းထားတာနော်ပဝန်းကျင်တွေအဆင်မပြေဘူးဆိုလို့ရှိရင်ဒါကဒီလူတွေတူခေါ်လာတာလည်းအထောက်အထားရှိမှုရှိတော်ရည်တွေ့ရတာယူတည်တာဟုတ်မဟုတ်အင်းဆက်ဆက်ပြီးတော့တန်မြားရှိတဲ့သူကအကုန်ပြီးတော့ရန်ကုန်မှာလည်းတန်လင်မှာလည်းဒီလိုပဲလေဟိုအားလို့သွားပြီးတော့ဒါတူတူတောက်တွေပါလေဆိုတဲ့အကြောင်းတရားရုံးမှာတော့သွားပြီးတော့ဆက်ချက်ပေးရတယ်

လုံးလုံးကြီးဖြတ်မပြစ်ပါနဲ့တက်နိုင်ကြတယ်ဆက်တွဲပြီးတော့ထိန်းလို့ပဲလို့အာငါရောက်လာကမှငါပုံစံတစ်မျိုးလုပ်မယ်ဆိုပြီးအဲဒီဟိုရှော့ဒီရှော့ဟိုမပေးဒီမပေးဥစ္စာတွေကကြာလာဘာဆိုတော့ဟို9000ဆိုတဲ့ဥစ္စာကလည်းလူကြီးကိုပေးရတာမဟုတ်ဘူးသူတို့ဒီမှာရှိတဲ့ခိုင်းကြောင်ကလေးတွေစာတင်ကြောင်မှာရှိတဲ့ကြောင်စရာကိုအဲဒီလာကထောက်ပံ့ပေးပါဆိုပြီးအလှခံလို့ဟင်းအဲ့တော့လုပ်ပေးရတယ်အဲ့တော့ဆိုတာဟိုဘာလဲ ဟိုကလူကြီးကိုပေးရတယ်ဆိုတော့လက်ဆံအနေထားမျိုးနဲ့နားလည်မှုမျိုးနဲ့ပေးတာမဟုတ်ဘူးပေါ့နော်။ဒီကစာတင်ကြောင်းကိုထောက်ပံ့တာ။စာတင်ကြောင်းကိုထောက်ပံ့ပေးတာအဲ့လိုပုံစံ။အဲ့တော့ဟိုကကြည့်တဲ့အခါမှာလည်းဟိုကလူကြီးကပေးရတယ်လို့ရဲကြီးပေးရတယ်လို့ပုံစံမျိုးနဲ့ပြောလို့မရဘူးပေါ့နော်။ဟုတ်ရတယ်ရတယ်စာနဲ့ရေးတင်မှာအဲ group ထဲမှာဘယ်လိုနှမွေရင်နားလည်မှုတွေကမှားစရာဖြစ်ပြီးတော့မှာ မလူပါဖဲနဲ့အကုန်ကြများရတယ်ပေါ့အပြစ်မြင်စရာဖြစ်တာပေါ့ကျမရေးတာနဲ့ပတ်သက်ပြီးလစဉ်9000ပေးတာလीစာတင်ကြောင်းအတွက်ပေးရတဲ့သဘောမျိုးပေါ့လို့မျိုးရက်ွက်လူကြီးကိုမဟုတ်ဘူးဒါမဲ့နားလည်မှုကရက်ွက်လူကြီးကိုပဲပေးရတယ်ဆိုအဲ့ဒါကြောင့်လဲနည်းနည်းဟိုဟာဖြစ်တာ လေးစာတင်ကြောင်းအတွက်ထောက်ပံ့ရေးလုပ်တယ်ဆိုတာကတော့ဘာပြက်နာမရှိပါဘူးလက်ွက်လူကြီးပေးတယ်ဆိုတာကြတော့ကိုကမဟုတ်တာလုပ်လို့လက်ထိုးရတဲ့သဘောဖြစ်နေတော့အဲ့ဒါကြောင့်လည်းအဆင်မပြေဘူးသူကဒီကွန်ပျူတာလာပြန်ပေးမယ်ဒီစာတင်ကြောင်းကိုလူမျိုးထောက်ပံ့တယ်အတွက်ကလေးတွေစာတင်တဲ့စာတင်ကြောင်းကိုအဟာရတွေသွားပြီးလာပြီးတော့လူပေးပါအဲ့လိုပေါ့အေးလေးတွေလာပြီးပေးတာကလေးတွေအဲ့လိုပေါ့အဲ့လိုစာတင်ကြောင်းနဲ့တွဲလို့အဲ့ဒါစာတင်ကြောင်းအတွက်စားစရာတွေလိုအပ်တာလေးတွေပေါ့နော်အဲ့လိုမျိုးပေါ့ကလေးတွေအတွက် လေးတွေနဲ့လို့တက်ပုံယူလာလို့ရရပြီးတော့တင်တာအရင်အစပိုင်းမှာတော့တော်တော်ဝါဖြစ်တယ်သူလည်းသွားလှူနိုင်နေတာပေါ့နောက်ပိုင်းမှာအဲ့ဒီဥပပါအပြူဝါလောက်ပဲအကြောင်းဆရာအကြောင်းတော့ထောက်ပံ့တာလောက်ပဲလှူနိုင်တော့ပြီနောက်ပိုင်းကျတော့ကျေကျေမျိုးအဲ့လိုလုံးဝတော့မနိုင်ဘူးအဲ့လိုအဲ့လိုဟုတ်ပါ

အဲ့ဒါလည်းသူတို့ဒီမှာကအလုပ်တွေကရက်သွားတာမဟုတ်ဘူး။အများအားလုပ်တာ။ဒူနာလည်းပဲအဝင်ထွက်တွေရရှိတယ်။လူသေးတာတွေလည်းရှိတယ်။ဒီကိစ္စတွေလုပ်ပြီဆိုတဲ့အခါကျရင်ဒီလူကြီးနဲ့ဒီရက်ွက်နဲ့အကင်းလုံးမှာမရတဲ့ကိစ္စ။အဲ့တော့ကိုကကိုလိုတဲ့အချိန်လောက်ပဲအစားခွင့်ကစားလောက်မှာပဲသူကပေးမယ်၊လှူမယ်။ ကိုအဆင်ပြေသွားပြီဆိုတဲ့အခါမတွေးတော့ဘူးမကြည့်တော့ဘူးဆိုလို့ရှိရင်လည်းအမြင်အားပါမှာငိုတဲ့ဟိုကဟိုကိုမြမဒီသားနဲ့ခိုင်းနေပါလေအခုဆန္ဒပြတာလို့ပါလို့ဆိုလို့ရှိရင်သူခိုင်းလူမျိုးတွေတရားဟိုတော့သူရဲ့ဟိုအလုတ်ကန်အခွင့်အလမ်းသူရဲ့ရနိုင်တဲ့လူမျိုးတွေဒီမြမဒီသားလေးရှိစီးကျင်းနေတဲ့ပုံစံမျိုးဖြစ်နေရတာပါအဲ့လိုဆိုတော့ငိုကလေးကအဆင်ပြေအောင်ကြမ်းဖန်ပြီးတော့လာရောပြီးတော့ညှိပြီးတော့လောက်ပါ တာကဓာတ်ကန်ကိုဝင်တိုက်တာပုံမှန်အတိုင်းဆိုလို့ရှိရင်ဒီဘက်ကရွာမှာอืมကားလည်းကားပေါ်ကကမောင်းတဲ့လူကလည်းစိတ်ယုံရောက်တော့လာနေချစ်တယ်อืมအဲအဲ့ဒီကြီးတွေဝါးတွေအကုန်လုံးရှင်းပြီးတဲ့အခါကျတော့လာကြည့်ပြီးတာနဲ့ဩဒါကမတော်တဆမှုပဲဟိုတခြားဟိုအောင်ကြည့်ပါနဲ့အကုန်ပြီးသွားတယ်ပေါ့သူကဘာမှဟိုရဲတွေတော့ထပ်ပြီးရရှိတယ်အဲ့လိုအစတည်းကဟိုပြောမစင်တော့အစကောင်းတယ်ပေါ့နော်စပြီးတော့ ရောက်တဲ့ဟိုကနေရာပိုင်းအတာကျက်အဲနမွေနေရာကောင်းရင်တော့မှပဝန်းကျင်အဆင်ပြေမှအခုကပဝန်းကျင်လည်းအဆင်ပြေတယ်အခုပြောလို့တရတော်လို့ဥပမာမျိုးကြည့်လိုက်ပြီးတော့ဟိုကဒီမှာတော့ဒါလောက်ဘေးနားမှာလူနေအင်ဂျင်မရှိတဲ့နေရာဟိုပြောမှတ်သလိုရှိရင်စုညာမှုဟိုဖြစ်တဲ့ဆိုရင်တော့မှပဲအတန်စူရလို့တို့ complaint တက်မယ်ဆိုရင်တော့မှပဲဒါလောက်ကြီးစူရဟိုတို့နားကိုအဲ့လောက်စူရမရှိဘူးပေါ့နော်ဒီလောက်ကြီးကြက်နေတယ်ဒါပေမဲ့ ဒီပဝင်းကျင်ဂေါ်စပက်ကန်ဒီရှိတဲ့ခြံတွေဝါရီကတန်းရှင်တွေလူတွေအစားကြည့်တူသူတို့နဲ့ဟိုပေါင်းဆက်နိုင်တဲ့ဆက်သွယ်နိုင်တဲ့အားနည်းတဲ့အခါတော့အစာပိုင်းပြီးတော့ကိုယ့်ကိုလောကတော့လွတ်လပ်တဲ့အဆင်ပြေတယ်နောက်ဆုံးဆုံးသက်သွားတော့လုံးဝဖိတ်သွားအောင်ဆိုတော့အခုလက်ရှိဒီဟာကြီးကဒေတာကွဲရေလောက်ထက်တယ်အဲပေါင်းဝင်းကျင်တဲ့အဆင်ပြေအောင်တော့ဟိုဝါချစ်ပြီးတော့အဆင်ပြေအောင်လိုက်ပြီးတော့လုပ်ကြရတဲ့အခါတော့ ခုနောက်ပိုင်းဆိုဒီမထုံမထုံဆိုလဲဟိုဗာပြဒနာမှာအဖြေထူးထပ်ပြီးတော့မဖြစ်တော့ဘူးပေါ့နော်တိုင်လာပြောတာလည်းမရှိတော့ဘူးဘာလို့ဆိုလဲတခြားကြိတ်တာဆိုတော့အခုဘန်ကပီလိုနေရာမျိုးဆိုပလေယုံနဲ့ကန်နေလားပလေယုံနဲ့ကန်တာအဲဒီနည်းစုတယ်ဟွာဖြစ်တယ်သူတို့တန်ရင်နေရာအခြေအနေရှိတယ်ဆိုလို့ရှိရင်အလွယ်လေးပဲပလေယုံဘဝနေထိုင်ပြီးဓာတ်ပုံရိုက်နေတော့မှပဲလူဝင်ထွက်တာမြင်နေရတာအဲ့ဒါလည်းအဆင်ပြေကြတာပဲဒီရတော့ဒီလို အောက်လန်းလမ်းကျော်ဖြစ်နေလို့မှာအဲ့ဒီခုကလည်းအဓိကကြာအဲ့ဒါကြောင့်လဲခဏခဏလာစိတ်ခံရတယ်အဲ့လိုအမေကရက်ကွက်နဲ့ပဝင်းကျင်နဲ့အဆင်ပြေလို့ရတယ်။ပဝင်းကျင်နဲ့အဆင်မပြေဘူး။ကျန်တာဘလောက်ပဲတရားဝင်ပါတယ်ပြောပြောဟိုအဖြစ်ပါတယ်ပြောပြော။အင်းမရဘူး။ ြီးတော့ရိတ်တာတွေမှာပေါ့လေခေါင်းကြီးပဲဖြစ်ဖြစ်ဒီလားရှင်ပဲဖြစ်ဖြစ်သူတို့လာပြီးတော့စစ်ဆေးပြီဆိုတဲ့အချိန်ကြလို့ရှိတယ်ဆရာလေးတို့ဆိုဟိုဟာဟိုဟာဖြစ်တယ်နော်နောက်တစ်ခါလာစစ်မမြင်ဘူးနော်အဲ့လိုမျိုးဟိုဟာဖြစ်တာအားကြောင့်လဲဆိုတော့ဒီနေရာကဘလို့ပဲပြောပြောသူတို့ကခေါင်းကြီးလည်းနေခွင့်မရှိဒီလားရှင်လည်းနေခွင့်မရှိဘူးအဲသူတို့ရဲ့ဟိုဟာရပါဒါပေမဲ့နားလည်မှုနဲ့နေလို့ရနေတာအဲ့ဘောလို့ ဘုန်းကြီးတွေနေလို့အဆင်မပြေဘူးတရားရှင်တွေနေလို့အဆင်မပြေဘူးစားခွင့်တွေကဒါပြောနေတာရဲလာဆင်းလဲပြောနေတာပဲဟုတ်ဆောသွားဆိုကျောင်းထဲကနေပြီးတော့အဲဒီသုံးပိန်းနဲ့ကျောင်းသားတွေအပြင်ပိုင်းထွက်တာဆိုလို့ရှိရင်အဲရဲကဟိုဖြစ်လို့မိလို့အစစ်စေးခံရလို့အလိုဘတ်မပါလို့ဟာဖြစ်လို့ဆိုအဲလူကတော့ဟိုဖြစ်တာလေသုံးပိန်းကမောင်းပြီးတော့ကျောင်းလာပြန်လာပို့တော့အောင်ရှိတယ် ကျောင်းကတုံပိမောင်းပြီးပြန်လာပါတော့ဒီတစ်ခေါက်နောက်ဆုံးတစ်ခေါက်ကတော့လူရောတုံမရောရဲစခန်းထဲရောက်သွားလိုက်တာသူတုံမရှာမတွေ့တော့ဘူးအဲ့ဒါသူကဒီဆိုင်ကလေးတန်းစီကြထားတဲ့ဥစ္စာကိုပြပြီးတော့အဆင်ပြေတာတခုရွေးယူပါလေလို့ပြောတယ်ကိုကမဟုတ်ဘဲနဲ့ဘလို့သွားယူရဲ့ ေးနာအခုကတော့မြန်မာတွေကဒီထိုင်းမှာမြန်မာတွေကအများကြီးရှိတယ်လေဆရာတို့ထိုင်းရိတ်တာတွေဖြစ်လိုက်တဲ့အတွက်ကိုပဲစီလာကုမလားကြောင်းလာတက်မလားအလဲလာမလားအများကြီးအဆင်ပြေသွားတာပေါ့နော်အဓိကတော့တန်ငါးပိုင်းနေပေါ့တရားလာဟောမလားတရားစခန်းလာဖွင့်မလားနှမွင့်ဆရာတော်တို့အောင်အဆင်မပြေဘူးလေတဲဖို့တော့မှအဆင်ပြေတာမဟုတ်ဘူးလူသိကျို့ဖို့လည်းအဆင်မပြေဘူးအဲ့တော့ဒီမှာလဲဒါမြန်မာတာတခြား ထိုင်းရဲ့ပြင်ပကလူတွေလည်း BNN တွေပဲဖြစ်ဖြစ်အဆင်ပြေတာပေါ့နိုင်ငံခြားသားတွေပေါ့နောက်တစ်ခုကမြန်မာအဲမြန်မာပြည်ကဆေးလာကူတာအလဲလာတာဖျားဖူးတာအဲ့ဒါတွေလည်းအဆင်ပြေတယ်ပြီးတော့ဒီထဲမှာရှိတဲ့တရားဝင်တရားမဝင်တဲ့မြန်မာအလုပ်သမားတွေကလည်းအများကြီးရှိတာနောက်လုပ်ငန်းရှင်တွေပေါ့နော်ဆရာတော်ခုဒီလိုလှုပ်လို့ရပြီဆိုတော့ဟောအခုမဟာချိုင်လိုပေါ့ဒါသူတို့လဲဒါဒီမှာလာပြီးတော့မှစီးပွားရေးလှုပ်လို့ရတယ်ပေါ့ဖြစ်သွားပြီ အဲ့လိုမျိုးပေါ့ဒါဒီမဟာချိုင်းမှာဆိုတော့ဟိုဟာဒါဆရာတော်တို့ကဟိုငကိုတဲ့ဟိုဟာဆရာတော်တို့ကဒါအများအတွက်ဆိုပြီးတော့လုတ်ခဲ့တဲ့ကိစ္စတခုလေအများကိုတရားဟောလို့ရရင်တရားစကန်ဖွင့်လို့ရရင်စွန့်ခံလို့ရရင်အဲပရိုက်တာလုတ်လို့ရရင်တခြားလူလည်းလာလုတ်လို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်အခုလည်းဒီလိုပဲဖြစ်သွားတာပဲလေအဲ့တော့အကျိုးတွေကတော့အများကြီးပေါ့ကိုယ်တော်မလုတ်ခဲ့ရင်ဒီ time မှာ ဒီလေးစိမ့်မှာလာကြူဖို့တော့မှာကားအဆင်မပြေဘူးလေစစတော့ကဆိုရင်ဟိုထိုင်းเจ้าနေကြတော့လေသူစီးတူကန်းနေကြတော့တိတ်အဆင်မပြေဘူးပေါ့အဲ့တော့ကိုတိုင်းတော့ခက်တယ်ဆိုတော့တာမန်အလုတမားတယောက်ဆိုရင်အများကြီးခက်ခဲရှိအဲ့ဒါတွေကိုလည်းဆရာတော်တို့ကဒါသူကလည်းသူဥပဒေကတော့ဥပဒေပဲလေဥပဒေတိုင်းဆိုရင်တော့ဒါဒီမှာလာအလုလုတယ်ဆိုရင်တော့မှဖုံးကြီးတိလာရှင်ဝင်လို့မရဘူးလေဒီကပ်ပြားတွေနဲ့ဒါပေမဲ့နားလည်မှုနဲ့ဒီလိုပဲပေါ့ဟိုအဆင်ပြေအောင်တော့ကြည့်ပြီးတော့လောက်ရတာပဲပေါ့နော်ဥပဒေတဘောရတော့ဒီလိုပဲလောက်ရမှာပဲ ဥရေကတော့တရားဝင်သတ်မှတ်ပေးလို့မရအောင်ဘုန်းကြီးကြောင့်မဟုတ်ရင်ဘုန်းကြီးနေလို့ရပါတယ်လို့တရားဝင်သတ်မှတ်ပေးလို့မရအောင်အဲဒါမဲ့ဒီကြားထဲမှာပဲဒီလိုပဲနားလည်မှုနဲ့အဆင်ပြေအောင်ကြီးလုပ်တဲ့အခါကျတော့လာတဲ့လူအဆင်ပြေတာပေါ့ကိုယ့်ဘက်ကလည်းမကြည့်ကိုယ့်ဘက်ကပဲမကြည့်နေပါတော့ဆရာတော်ဘက်ကတော့ပြဿနာရှင်းရတယ်ဆိုတာတဘာတရားဟိတာတော့ကဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူးဒါမြန်မာနိုင်ငံမှာလည်းတနိုင်ငံလုံးတိုင်းတာနဲ့ရှင်းနေတာပဲလေအဲအဲ့ဒီအခါကျတော့ဒီမှာလည်းမြန်မာတွေအများကြီးရှိတဲ့အတွက်ပြီးတော့ဒီကမြန်မာတွေကလည်းလုတ်ပိုင်ခွင့်ရမလွယ်ဘူးလေ ဒါဒီမှာနေတဲ့လူတွေသဘောပေါက်တာပဲအများကြီးအခက်အခဲရှိတယ်အခုဆရာတော်တို့ဂျားတွေကဝင်ပြီးတော့ရပ်ပေးတဲ့အခါကျတော့အကူအညီတွေအများကြီးပေးလို့ရတယ်ပေါ့နော်အခုကျမ်းမာရေးတာလို့နေရာမျိုးဆိုရင်တကယ်တော့သေချာချာလေးတာပေါ့နော်အဲပြင်ဆင်လိုက်တယ်ဆိုရင်တော့တကယ်ကိုဟိုမြန်မာတွေအတွက်ဘက်စုံတုံးလို့ရတယ်တရားလားလူမှုရေးလားကျမ်းမာရေးလားအစုံပေါ့နော်အဲလှုပ်လို့ရတဲ့နေရာတစ်ခုဖြစ်သွားမှာပေါ့ပြီးတော့လွတ်လပ်မှုကလည်း ရှိပြီးသားပဲလေရက်ွက်နဲ့လည်းအဆင်ပြေတယ်ပတ်ဝန်းကျင်အဆင်ပြေတယ်နေရာလည်းပြောစရာမရှိဘူးသူကရေထဲသုံးမလားအဲကုန်းပေါ်မှာပဲသုံးမလားအာနှစ်ဖက်စလုံးမှာတကယ့်ကိုဟိုအဆင်ပြေတဲ့နေရာမျိုးပေါ့နေရာလည်းကျယ်တယ်ပေါ့လေအဲ့အတွက်ခွင့်ပြုချက်ကလည်းကို့ချင်းချင်းဆိုတော့ဘာမှတိတ်ပြောစရာမလိုဘူးပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဒါကို့ချင်းချင်းအဆင်ပြေဖို့ပဲလိုတာပေါ့နော်လက်ရှိလက်ရှိလုပ်နေတဲ့လူတွေပေါ့ဒါဆိုတော့ဆက်ဆက်နေတာပေါ့တဘာတရားဤတာချင်း TCDF ချင်းပေါ့ဆက်ဆက်နေတယ်လေပြီးတော့ဘုံကြီးဒီလားချင်းအချင်းချင်းဆက်ဆက်နေတာပေါ့အဲ့တော့သူအားသာချက်နဲ့သူပေါ့ဆရာတော်လဲဒါနေရာတကာကိုဝင်မလုံနိုင်ဘူးလေအသေးအဖွဲတွေလည်းကိုမလုံတတ်ဘူးလေလုံတတ်တဲ့လူတွေနဲ့ဒီလိုပဲပေါင်းလုံးရတာပေါ့အဲ့ဒီဘောမျိုးပေါ့ဆရာတော်လိုင်းလာတယ်လို့ဒီလိုမျိုးပေါ့စွန်းနန်းလေးတွေလည်းအဲ့လိုပဲကြွပေးလိုက်မယ်သူကဒီလားချင်းတွေကြွလို့မရဘူးပေါ့အဲ့ဒီဘောမျိုးဖြစ်နေတာပေါ့နော်ထိုင်းယူနေဘက်မှာတော့အဲ့တော့ဆရာတော်ကြွတော့လဲဒါ ဝိုင်းပြီးတော့မှဟိုဖြစ်ကြတော့မထင်မှတ်ပဲနဲ့လीဒါတပေါင်းကျော်ရတယ်အဲဒီလိုတွေပေါ့ဆရာလည်းဒါအဆင်ပြေပြေလို့ရက်ပိုင်းဝင်လာစွန်းနှန်းကြွာတာထိုင်ကျမ်းမာရေးတာမှအခုလိုတရားပွဲလုပ်တာအဆင်ပြေတယ်လीတရားဟောရတာလည်းအဆင်ပြေတရားစာရေးရတာလည်းအဆင်ပြေဟိုပါပေါ့ရှုပ်ချက်ခတ်မနေဘူးပေါ့နော်ဒီမှာနှစ်တကူဆိုတာလည်းငကိုတဲကရေးဖို့ရေးဖို့အဲ့ဒါကအလောက်ကများလို့တော့စိတ်ကူးကို မပေါ်တာထိုင်ကျမ်းမာရေးတာရောက်တော့မှစိတ်ကူးပေါ်လာမှာ ဟိုတခြားတွေတော့ဖတ်တာပေါ့တခြားရေးတဲ့ဥစ္စာတွေဖတ်ပေမဲ့ဒါပဲလေသူကရေးတဲ့ပုံစံအတူတူပဲပေါ့ကောင်းပါစေစုမွန်ကောင်းတောင်းတဲ့သဘောပဲဖြစ်နေတော့အဲ့တော့အဲ့လိုကြတော့လေရိုးနေတာပေါ့ဖတ်တာပုံစံသူတွေပဲဖြစ်နေတာပေါ့အဲ့တော့ဒီနေ့ကျမှစိတ်ကူးထူးထူးခြားခြားပေါ်လာဆရာတို့တောင်းနေတာကြာပြီဝမ်းနီးကလည်းတောင်းနေတာပဲဒါပေမဲ့အဲ့ဒါတွေကအကြောင်းအကျောင်းစိတ်ဘာဘာဟိုစိတ်ကူးမပေါ်ရင်ရေးလို့မရဘူးကျမ်းမရရိုက်တာရောက်တော့မှအဲ့တော့အကြံကောင်းညံကောင်းရဖို့လဲလွယ်တယ်ဘာလို့ဆိုတော့စိတ်က တဝန်းကျင်ကြောင်းမလို့ပေါ့နော်တခြားနေရာဆိုရင်မတူးလေငါကောင်းလို့ဆိုလဲဒါလောင်ပိတ်နေတဲ့သဘောပဲဖြစ်နေရဟုတ်တယ်အဲ့တော့အဲ့ဒါ၄ကိုတော့အဲ့ဒါကြောင့်လဲဆရာတော်တန်းနိုင်တော့လက်မလွတ်ချင်ဘူးဒါပေမဲ့မတုံးနိုင်ရင်တော့လွတ်ရမှာပဲအဲ့တော့တန်းနိုင်လောက်အစွမ်းကုန်တုံးကျင်တာတုံးစီကျင်တာဟိုခြေခြေတော့နဲ့နင်းတဲ့ဟွာလေထိုင်းတကာကြီးကိုလည်းနည်းနည်းအဟောင်းတွေပါတယ်ရှာလိုက်လေဒီသက်တာဆိုအဲ့လိုအဟောင်းတွေဆိုလဲလောတလိုပြန်ပြင်ပြီးတော့မှ ဟိုကကုလိုဖြစ်လောက်တာပဲလေအစ်စ်ကြီးမလိုဘူးပေါ့နော်အစ်စ်ကလည်းအဆင်ပြေတယ်ဆိုရင်ဟိုကဖြစ်လိုက်ပေါ့တခုလောက်တော့ဆမ်းပြီးတော့မှလေဒါပေမဲ့တေးချာရွေးပြီးလို့လောလောမလုံနဲ့အားလုံးနဲ့ပါဆရာတော်ကအဲ့ဒါကြီးအများကြီးလေ့လာလေ့လာထားတာနေနေရာတကာမှာကစားကွင်းတွေရောအကုန်လေ့လာတော့ဆရာတော်ကတော့သဘောပေါက်တယ်ပေါ့အာသာချက်အနေပစ္စည်းတွေကိုပစ္စည်းပါရောင်းမှုတဲ့အတွက်ပစ္စည်းရဲ့ quality ကိုလည်းသဘောပေါက်တယ်အဲ့လိုမျိုးပေါ့ဈေးနှုန်းလည်းဘယ်လိုလဲတင့်တော်တယ်မတင့်တော်အဲ့ဒါမျိုးကလည်းဆရာတော်တကမခက်ဘူးအဲ့ဒီကျွမ်းကျင်တဲ့ကိစ္စကြတော့ဆရာတော်ကိုယ်တိုင်ဝင်ပြီးတော့မှ လုတ်ပေးတာရေရှည်အတွက်ပါပါတယ်ဆရာတော်စတာနဲ့တခြားသူစတယ်ဆိုတာသူကလည်းသူဈေးပေါ်တာလေးနဲ့စရင်စမယ်အန္တရာယ်ရှိရင်ရှိမယ်အဲ့လိုပါဆရာတော်တော့ဗတ်ပေါင်းစုံကကြည့်ပြီးတော့မှကိုယ်တိုင်မှာဒါတွေကိုတုံးကြည့်ပြီးတော့မှလေအဲစပေးထားလိုက်တာဆိုတော့อืมอืม မခုကတော့ဒါမဟာချိုင်မရှိတော့တဲ့အတွက်ပေါ့နော်အဲ့လိုဖြစ်သွားမှာဒါကလုတ်ကိုလုတ်ရအောင်ပြီးတော့ဒီလောက်သုံးကြည့်ပြီဆိုတော့ဟာတော်တော်တဘောပေါက်သွားပြီလေအစကတော့ထင်ချင်းနဲ့လုတ်ရတာလေအခုကတော့လက်တွေပေါ့ဒါတကယ်လဲအဆင်ပြေပါတယ်လူပဲဖြစ်လေအဲ့တော့တခြားဟွာတွေလည်းအမေရိကပဲဖြစ်ဖြစ်မြန်မာပြည်ကပဲဖြစ်ပို့လို့ရတဲ့ဥစ္စာလေးဆိုရင်ပို့ပေးမယ်ခိုင်းရလဲအဲ့လိုစပိန်တသေးလေးဘိန်းတသေးလေးနေလေတဲ့ရလွယ်တာကိုပြောချင်တာအဲ့လိုပေါ့ လူကြီးရောခလေးရောစီးလို့ရတာမျိုးဆိုရင်ဒါအဆင်ပြေတယ်လို့စကူတာလေးတွေကတပိုင်းပေါ့စကိတ်တို့စကူတာတို့အဲ့ဒါလေးတွေလည်းအခုသုံးရတာအဆင်ပြေဟိုစိတ်စိတ်ထဲမှာဘယ်လိုပြောမလဲတခြားနေရာမှာလှုပ်လို့မရဘူးလေအဲ့ဒါတွေကဒီမှာမှပဲဒါရေချိုးမလားလီလော်မလားဟိုအကုန်လှုပ်လို့ရတာပေါ့ဒီကျမ်းမာရေးတာမှာတခြားနေရာမှာအဲ့လိုမျိုးအဆင်မပြေဘူးအဲ့ဒါကြောင့်ဘူးရလား ။အမောအဲ့ဒါတွေကအခုတော့ဟိုဖြစ်ပါမယ်။တောက်လျှောက်အချိန်ရောက်လာပြီလေ။ဆရာတော်မအရေးပေါ်အားဆိုင်ဆရာတွေကများအခုကကျမ်းမာရေးရိတ်တာဘက်ကိုလှည့်ပြီ။လှည့်လို့လေမြန်မာပြည်အတွက်ရည်ရတဲ့အိန္ဒိယအတွက်ရည်ရတာတွေကကျမ်းမာရေးမှာပဲထားခဲ့တာလေ။ဟိုစကိတ်စီးတဲ့ဥစ္စာလေးတွေအစပါနော်အဲ့လိုမျိုးပေါ့။အဲ့တော့ဒါတင့်တော်တယ်လေ။အခုဟွာပေါ့နော်။ထိုင်ကုန်နဲ့လေဒူးဒူးအောင်ဒူးနာတဲ့လူတွေအတွက်အဲ့ဒါလည်းအမှထားခဲ့တာလောစဉ်။ လောတဲ့ဒီလိုပဲဆမ်းပြီးသုံးလို့ရလူကြုံချီတော့မှဟိုဟာပေါ့ဒါမှမဟုတ်လဲနောက်တစ်ခါနေနဲ့ပဲဖြစ်တာဖြုတ်ပြီးတော့ပြန်ထည့်ပြီးလဲရမြမပြူပို့အောင်မပို့သေးခင်လည်းအဲ့မှာသုံးလို့ရတယ်နောက်ဟိုဟာပေါ့နော်အမိုးတွေနော်အမိုးပြာပေါ့အမိုးပြာပေါ့အဲ့ဒါတွေကလည်းတစ်ပင်နေကြားထဲမှာချိတ်လိုက်ရင်လေတိရွတ်မကြတော့ဘူးအခုဒါငါးကန်ရေကူးကန်ပေါ့ဟာပေါ့ငါးကန်လက်ကန်ရေကူးကန်ဖြစ်သုံးမယ်အဲ့ဒါကအစီအပြေနောက်တစ်ထပ်ဝယ်လိုက်ပါလေထပ်ဝယ်ပြီးတော့မှငါးကန်တစ်ခုရေကူးကန်တစ်ခုခလေးပဲကူကူလူကြီးပဲကူကူ ။ဒါအဲ့ထဲမှာကူးလိုက်လဲဒါပြီးသွားတာပဲပေါ့။နောက်မို့တခြားဘလို့ဟာတင့်တော်မလဲ။ဒီတဲ့အဆင်ပြေတာရှိရင်လည်းအဲအခိုင်အမာကြီးလောက်တာမျိုးကြတော့လုတ်ပြီးတော့မှအဆင်မပြေမှာဆိုလို့ဒါကတော့ရွှေ့လို့ရတယ်။အဲလိုအပ်တဲ့နေရာမှာသွားပြီးတော့မှဟိုပါပေါ့နော်။ကြောင်းရွှေ့လို့ရတယ်။အာသာချက်ရှိရယ်။၁၀နှစ်လောက်အနည်းဆုံးသုံးလို့ရတယ်။အဲ့တော့အဲ့ဒါဒီလေလွတ်လွတ်လပ်လပ်ဟိုစမ်းကြည့်စမ်းပြီးတော့မှအဲ့အပေါ်ကနေအခုဟိုဟာတွေက7ပေ12ပေလောက်ရှိတယ်။အမေရိကပါလာတဲ့သူကတော့ရွယ်တာတဲရီရဲ့ အပေါ်မှာထပ်ပြီးတော့အုပ်တဲ့သဘောမျိုးပေါ့အပေါ်ကနေပြီးတကူးကြရင် ပေါက်မှာပေါ့လေအဲ့သဘောမျိုးနဲ့အပေါ်ကနေအခုအခုကတော့ဆရာတော်တို့ကဒါရေကူးကန်နေငါးကန်နေလက်ကန်နေဆိုရင်အဲ့ပေါ်ကနေပြီးတော့မိုးမတာနေပူတာနေပူတာမိုးရွာတာအဲတကိုင်းတရွက်ဒီကြမှာအမိုက်ကြမှာပေါ့အဲ့လိုမျိုးတွေပါတခါလေအမေရိကန်မှာရှိသေးတယ်တဲလေးတွေလည်းရှိတာအဲ့တဲလေးလည်းအခုဒီအရနဲ့ဆိုရင်တော့တင့်တော်နိုင်လို့တို့လိုပေါ့ဟွာဖြစ်သွားမယ်လေတိတ်ပြီးတော့ မလောနဲ့ဘာလို့ဆရာတော်လဲအမေရိကန်မှာတက်သားပဲလေတက်သားကိုပဲအုံနဲ့သူအောင်လောက်တာလားစေးတွေကောင်းကောင်းရှိတယ်ဒီလိုမျိုးဓာကြီးကိုဟိုကိုလူမြန်မာလောက်တဲ့ပုံစံနဲ့မတူဘူးအဲမှာပစ္စည်းဟိုဟာဖြစ်တယ်လောလောကူကူပေါ့နော်ကွန်ကရစ်တိုင်ကွန်ကရစ်တိုင်မတုံးအမေရိကန်မှာဒီချင်းဦးချင်းဦးပင်ကြီးတွေကိုပဲအဲ့ဒါကိုပဲဒါစေးနဲ့လောက်လိုက်တာပဲလေဒါတကယ်ကိုရေရှည်ခန့်နဲ့ပေါ့လဲပေါ့တယ်အဲ့လိုမျိုးကြီးပါဒါတကယ် အဲဟုတ်တယ်အခုဆရာတော်တိတာလေးတင်းမြစ်တွေထိုးတာကြောင်းမို့လားမသိဘူးပေါ့နော်ကွန်ကရစ်တွေကလေမညီဘူးပေါ့နော်အဲ့ဒါတွေကလေလိုအပ်ရင်အဲဒီအသေးသေးသေးလေးတွေပေါ့ကွန်ကရစ်အခင်းလေးတွေပေါ့အဲ့လိုလေးတွေပြန်ခင်းလိုက်လေရတယ်အိန္ဒိယမှာလောက်တာကွန်ကရစ်အသုံးလေးတွေပေါ့ခက်ကြီးကြီးလေးတွေပေါ့အဲအဲ့ဒါမျိုးလေးတွေလေအဓိကတော့စကေးစီးလို့ရတယ်စပင်းစီးလို့ရတယ်အဲ့ဒါဆိုအဆင်ပြေတယ်လို့ပြောတယ်မှန်တော့ဒီကလူကဖုံးသွားတယ် ဒါမှမဟုတ်လဲ rubber အထူးခင်းမလား rubber အမဲတွေလေအဲ့ဒါတွေခင်းလိုက်လဲအဆင်ပြေတာပဲခလေးတွေကစားလို့ချော်လဲရင်ဘူးမကွယ်ဘူးပေါ့ဖုန်းတွေဘာတွေပြုတ်ကြလဲပြက်နာမရှိဘူးပေါ့အန္တရာယ်မရှိဘူးပေါ့အဲ့လိုမျိုးလဲ rubber တွေအပေါ်ကနေခင်းလိုက်လဲရတယ်ကောင်တန်ဥစ္စာကိုနည်းနည်းဟိုမညီတဲ့ဥစ္စာဆိုရင်လေထုထုပြီးတော့မှကွန်ကရစ်တဘောမျိုးနည်းနည်းပေါ့ညီအောင်နည်းနည်းပွားပြန်လှုပ်လိုက်ပြီးတော့အရန်ကြီးမလှုပ်နဲ့ဇွတ်မလှုပ်နဲ့လော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 မလှုပ်နဲ့လောလောလှုပ်လိုက်ရင်ကိုယ်ပဲစိတ်တိုင်းကြမယ်တခြားလူက အပြစ်ပြောမယ်အာဒီလိုလှုပ်ထားတာဆိုအဆင်မပြေဘူးအဲဆိုတော့အေးအေးဆေးဒါအများနဲ့ဆိုင်တဲ့နေရာဘက်ပေါင်းစုံနဲ့လှုပ်ဟင်းရတယ်ဟင်းอืมยาเลยอืมอืม ွားလာမျိုးတွေပါတော့သွားရတယ်လားဒီဒီနည်းနည်းဆက်တာမိရင်တော့ဟိုကံရည်ကျူတယ်မိရဲ့ဒီစီရဲ့အိုင်းနဲ့ဆက်တယ်ဘယ်လိုလုပ်လို့လဲမရဘူး ာဝင်ထားမော်တာဝင်လိုက်မော်တာနဲ့ဆို

你那可以，再拉拉那个。